ကတ်တော့ဗျာရှင်တာနာနောက်ပိုင်းမှာကိုင်းလေးတစ်ပါးတစ်ပြက်သီးလဲနေတယ်အမိုက်မပြည့်ချင်ဘူးအဲ့ဒါဘုံကြီးဖြစ်တဲ့သူကရိုက်တယ်ရိုက်တဲ့အခါကျတော့စိတ်ဆိုးဆိုးနဲ့အမိုက်သွားပြင်တယ်ငါ့ကိုအခုညံတုံးလို့ရိုက်တာပဲဖြစ်လိမ့်မယ်နှိမ်တဲ့အနေနဲ့ရိုက်တာပဲဖြစ်လိမ့်မယ်ငါ့ရဲ့ညံနေရမွန်းတဲ့နေလို့ပဲဆူးရှတော့ပါပါစေငါ့ရဲ့ညံနေရဟောဒီကင်းရမြေရဲ့ရေလိုင်းကြီးတွေလို့အင်းအားကြီးတဲ့ညံကြီးတွေဖြစ်ပါစေလို့ဒီကိုင်းလေးကအမိုက်ပြည့်ပြီးတော့တပြက်သီးလဲအမိုက်ပြည့်ပြီးဆူတောင်းတာပါ အဲ့ဒါကိုကြားတယ်ခဏသူ့ကိုရိုက်လိုက်တယ်ဘုန်းကြီးကအဲ့ဒါဆိုတိလို့စိမ့်နဲ့မေးလိုက်ရင်သူမေးတဲ့မြောက်ကိုဖြေနေတဲ့သူဖြစ်ပြရသေးဘူးဘယ်သူလဲဘယ်သူဖြစ်လာမှာအာဒါရှင်များတို့ဘုန်းကြီးတွေဆိုတော့လွဲတာဗျာမိလိန်တာနဲ့ရှင်နာကတဲ့အဲ့ဒါမိလိန်တာကယောနကတိုင်းတာမေနန္ဒာဘယင်ကြီးဂရိကဘယင်လို့လည်းပြောတယ်ဒါတတိယမဆုံးဖြတ်နိုင်ဘူးဂရိယဘယင်ကြီးဒါကြောင့်မေနန္ဒာမေနန္ဒာတဲ့ရိယတို့ကြတော့စာလွေကြီးတော့ပါတယ်မိလိန်တာဖြစ်သွားတာမေနန္ဒာဘယင်ကြီးကတူတက်လာတယ်သူရဲ့အတိုင်းပြည်ကြီးမှာတခါတည်းဘုန်းကြီးတွေတွေ့တဲ့မြောက်အကုန်မေးတာမေးတာလျှောက်တာရန်တာတွေလည်းမဖြေနိုင်ဘူး မပြေနိုင်လို့သူ့တိုင်းပြည်မှာရဟန်းတော်တွေရှောင်ပြေးလိုက်ကြတာသူ့တိုင်းပြည်မှာဆက်နှစ်နှစ်လုံးလုံးရဟန်းတန်ကလုံးဝမရှိတော့အဲ့ဒီဘုန်းကြီးတွေကဘယ်သွားနေလဲဆိုတော့ဟိမွန်တာရဂိတကုန်းမြေမှာတွားနေတယ်တဲ့ဘလောက်ရှိသလဲလို့စာရေးတွက်ပြတာ ဂရေတရားတယ်ဗျာတန်းတထောင်ယုံမရောတူဒါတော့ဒီစာမပါတဲ့အတိုင်းပြောရတယ်တန်းပေါင်းမလို့တယ်တထောင်ဂရေတရားဆိုတန်းတထောင်မို့လားဗျာအဲ့ဒါတော့ဟိမွန်နာရခိတကုံးမြေမှာသွားပြီးတော့ရှောင်းနေကြတယ်တဲ့အဲ့လိုနဲ့မင်းနာမင်းကြီးနတ်တက်လာနတ်တက်လာတဲ့အခါသူကသာနာတော်ကြီးညိုတယ်ဆိုတဲ့အနေထားတော့စသစချင်းရှိတယ်တိုးတော်သူမေးတဲ့အခါကျတော့သူမေးတာတွေကိုကောင်းအောင်ဖြစ်နိုင်တော့စိတ်ထဲအတန်ရပြစ်လိုက်မမေးနိုင်မဖြစ်နိုင်တဲ့ကိုတော်တွေကနောက်တော့ရှောင်းပြင်းရှောင်းပြင်းလူတိုင်းမြေမှာမရှိတော့တာကလာပေါ့ဗျာတာကလာနေပြီတော့ဤမှာစနေနေ့တိုင်းတိုင်း သာသနာကွဲသွားတယ်ဆိုတဲ့အနေထားဖြစ်သွားတာအဲဒီနေ့ကျတော့ကသဝဘုရားရှင်သာနာနောက်ပိုင်းမှာတာဝတိနဲ့နတ်ပြည်မှာရောက်နေတဲ့နတ်သားတစ်ပါးရှိတယ်နာဂတိနာပေါ့ဒီနတ်သားကဆုတေလာတယ်ဘာဖြစ်လို့ဆုတေလာတယ်ဆိုတော့ခုနကဂရေတရာယာနာဂရေတရာတာဝတိနဲ့နတ်ပြည်ကိုကြွသွားတယ်ဂရေတရာလုံးကြွသွားပြီးတော့အဲ့ဒါမင်းနှိမ်တင်းရမယ်အလဲရောက်လာပြီဥမာမင်းလင်နာမင်းကြီးသူတော်တော်ပြဿနာရှာနေပြီပေါ့ဘုန်းကြီးတွေအဲ့လိုနဲ့တာဝန်ပေးတဲ့အခါကျတော့ရောက်လာတယ်ရောက်လာတော့ဒီကလေးလေးခုနှစ်နှစ်နဲ့ရှစ်လကြာ ရောဟဏမထေရမြတ်ကြီးကဒီကလေးကိုစောင့်ရှောက်ခဲ့တာရှင်မောကလိဗုဒ္ဓဒေသဇလန်းနဲ့တူးတယ်ဆိုတော့ရှင်မြတ်ကအဲ့တိုင်းပဲသွားခုနှစ်နှစ်နဲ့ရှင်းလာကြအောင်စောင့်ရှောက်ခဲ့စောင့်ရှောက်ပြီးတဲ့အခါကျတော့ဒီကလေးလေးနောက်သားနောက်အဝင်လာတယ်ကိုရင်ဝတ်တော့ခုနရန်လာဂရေတရားချမ်းမှာဟိမွန်နာမှာခေါ်သွားပြီးဝတ်ပေးတယ်လို့ပြောတယ်နောက်တော့ရန်ခံတော့လဲအဲ့ဟိမွန်နာကိုခေါ်သွားပြီးတော့ရန်နာဂရေတရားချမ်းမှာပဲရန်ခံပေးတယ်လို့ပြောတယ်အဲ့ဆိုတော့အဲ့ရှင်နာဂသေးရဲ့ရန်အသက်ခွန်းတော့မိလိနမင်းကြီးကအဲ့ချိန်မှာအသက်53နှစ်ရှိအဲ့ဒီချိန်မှာ ဒီတော့အခုမီလီနာပညာဖြစ်လာတာအဲ့တော့အမေးဖြစ်ပလန်ရဲ့ကြာ73ရဲ့ကြာသွားအမေးဖြစ်ရဲ့အပြီးမှာပဲမီလီနာမင်းကြီးကသဘောကျသွားပြီးတော့ရဟန်းပြူရဟန်းနာဖြစ်သွားတယ်ရှင်နဂတိနဲ့မီလီနာဒါမီလီနာပညာရဲ့တမိုင်းမှာလည်းအကျဉ်းတော့ပိုင်ပါလိမ့်မယ်ဒါဆရာတော်ဥဇနာပရရေးထားတဲ့သောက်ထဲမှာပါပြီးသားပါဗျာအဲ့ဒါကိုအလွယ်ယူလိုက်တာတာနာနဲ့900လောက်ပဲယူတယ်ဗျာဆိုအိန္ဒိယမှာတော့အဲ့ဒီဂျားတဲ့ကတမိုင်းကိုတပီတော်တို့တိတိကျကျထောက်ပြစရာမရှိဘူးဆိုတော့အဲ့ဒီချိန်မှာတပီတော်တို့သာနာဘယ်မှာသွားပြီးထွန်ကားနေလဲဆိုတော့ ဘယ်မှာသွားထွန်ကားနေလဲတီယိုမှာသွားထွန်ကားတီယိုမှာသွားထွန်ကားတဲ့အကြောင်းရင်းကဒီရွှေရှင်မမိန်ဒါကဘယ်ကိုကြွသွားလဲဖျံတီယိုကြွသွားတယ်တီယိုကြွသွားပြီးတဲ့အခါရှင်မမိန်ဒါတီယိုကြွလာပြီးတဲ့နောက်မှာတီယိုမှာသာနာအလွန်ထွန်ကားလာတယ်ဒေဝနံပိယတိတ်တမင်းကဘလောက်ထိတရားတရားဖြစ်သွားလဲဆိုတီယိုကျွန်းတစ်ကျွန်းလုံးကိုစီးနှကောင်နဲ့ ရွှေထွန်နွားကြီးဆဲသွားနဲ့ပတ်ပြီးတော့ဒီရွှေချက်ပက်ပက်လေးကိုစီတားတယ်အဲ့ဒီဒီဟိုကျွန်းကြီးတကျွန်းလုံးဟာတိန်သမိတ်ဖြစ်သူကသတ်မှတ်ပြီးတော့ဒီလောက်ထိကြီးလို့တာဒါကြောင့်မဟာတိန်ကတော့ဒီဟိုကျွန်းတက်ကြီးတဲ့တိန်ရှိမှမထင်ဒါကြောင့်ဓမ္မသီတိမင်းကအဲ့သမိုင်းနေကိုမြင်တဲ့အခါကျတော့ဒီဟိုမှာဘယ်နေရာမှာပဲရဟန်းပြပြဒီဟိုကတော့စင်ကြယ်လေဆိုတဲ့အယူဆနဲ့သို့တော့ပုပ်ပြီးတေချောင်ပဲဘယ်မှာပြလိုက်တယ် ကလျာဏီမြစ်ကြီးသိမ်းမှာယူကြတယ်ဟုတ်လားဒါတွေပြောတော့နောက်သမိုင်းနေကြပါလာလိမ့်မယ်ဒီလိုဒီလိုအင်အားအလွန်တန်ကြီးကြီးမားမားနဲ့တာနာပြုပြီးခဲ့တဲ့အခါဒေဝနာပိယသေနိုင်ကြီးသွားလိုက်သွားလိုက်နောက်တော့ဝိတ္တကံမနေမဲ့လက်ထက်လျောက်လာတဲ့အခါဒီလိုမှာမိတွင်းစစ်ကြီးဖြစ်တယ် အဲ့ဒီမတိုင်ခင်ကိုအခုပြောတယ်ဗိဒါကတီဟိုသာနာပြုတ်ပြီးတဲ့အခါကျတော့တီဟိုကအမျိုးသမီးတွေကသူတို့လဲယဟမဝတ်ချင်လို့မရဘူးလားဆိုတော့ရပါတယ်အဲ့တော့ယဟမအနေဆုံး7ပါးရှိရမယ်ဥပဒ္ဒမရကဆောင်ဖို့အတွက်ဒါလေးပါပါဗျာတတိယသံဃာနာအသောကမင်းကြီးတီတခိဏသာခမဟာဘောဓိပင်အားမင်းစည်းစိမ်ဖြင့်သုံးကြိမ်တာပူဇော်ပြီးတမီးတော်တင်ကမိတ်တာထေယူဥဆောင်၍ဗျာနာထေရီမတရားနှင့် ဒီဥကျွန်းတို့ဒဂိနတာခာမဟာဘောဓိပင် ပင်ဆောင်နေဘူးအဲ့တော့နှမလာခဲ့သတော့အကူကြီးရလန့်ဖိတ်လိုက်တဲ့အတွက်မကြွလို့လည်းမရကြွရမယ်ဆိုတော့အသောကကြီးငိုရှာတယ်ဘာဖြစ်လို့တော့အလုံးမတန်လိန်ပါတဲ့ထေရဝါဒဗုဒ္ဓသာနာကိုကြီးညိုတဲ့သားတော်ရင်သမီးတော်ရင်မြီးတော်တွေကသာအကုန်တီဟိုပေးလိုက်ရအကြီးတော်ကိုပေးလိုက်ရသူ့မှာအာဟုစိတ်ချရတဲ့သာနာကိုအမွေခံမဲ့ပုဂ္ဂိုလ်ကသာနာတရားအမွေခံမဲ့ပုဂ္ဂိုလ်ကမရှိသလောက်ဖြစ်သွားတယ် တို့တော့သာသနာအရှိကိုမျော်ကိုပြီးတော့အတော်ကကြီးရပေးပါပြတဲ့ခါကျတော့မဟာဗောဓိပင်မှာကိုးွယ်လို့ရအောင်ဗောဓိပင်သမိုင်းကိုတို့ရပြန်သွားကြည့်အောင်ဗုဒ္ဓသာနာသမိုင်းရှင်နာရမထေမြတ်ရေးတဲ့ ကျန်းစာကိုရှိပါလိမ့်မယ်ဘောဓိပင်ကအကြိမ်ကြိမ်တက်ခံရတယ်အဲ့တော့တမိုင်းမှတ်တမ်းတင်ထတာပဲ၅ကြိမ်ရှိတယ်ဆိုတော့လက်ရှိအိန္ဒိယမှာရှိတဲ့ဘောဓိပင်ကဘောဓိပင်အစ်စ်လို့ပြောလို့မရဘူးပြန်ဘာဖြစ်လို့လဲဒီဘောဓိပင်တက်တန်း200ကျော်ပဲရှိသေးတယ်1861လို့တင်တယ်အဲ့ဒီအချိန်မှာတွေ့တဲ့အချိန်မှာတော့ဘောဓိပင်ကထုံဆုံးလောက်လေးပဲရှိတယ်ဒီမှာတပည့်တော်ဓာတ်ပုံလေးရှိတယ်ဂုဏ်နှစ်တက်ကလေးတိတိကျရှိပါအဲ့တော့ဒီဘောဓိပင်ကပြန်ဆိုင်ထားကာလာတော့ကလည်းတက်ခဲ့တယ်အသောကရဲ့မိဖုရားရဲ့လည်းတက်ခဲ့တယ်အဲ့ဒီတက်ခဲ့တဲ့ဆိုတဲ့အကြိမ်တွေကိုဗုဒ္ဓသာနာတမိုင်းရှင်နာရမထေရရေးထားတဲ့အထက်မှာ ဲ့ဒါကြီးအကုန်မှတ်တမ်းတင်ထားတယ်ဒါတူတူမှတ်တမ်းတင်လို့ရသလားပြောရမယ်ဆိုရင်အိန္ဒိယကိုအင်္ဂလိပ်အုပ်ပြီးတဲ့ဝင်းကျင်လောက်မှာအင်္ဂလိပ်ကိုလိုနီကျွန်ပြုတ်ပြီးတဲ့အချိန်လောက်ကမှာအဲ့ဒီမရှင်မနာဝင်းကျင်မှာအခုဘောဒီပင်ပြန်ဆိုင်ထားတာဒီဘောဒီပင်ကမူလမဟာဘောဒီပင်ရဲ့မျိုးစိတ်တော့ဖြစ်ကောင်းဖြစ်မယ်မူလမဟာဘောဒီပင်ကတော့မဟုတ်တာသေးကြတယ်အတော့ကရဲ့မိဖုရားကြီးဗျမနာကွာရကိုယ်ရတဲ့မိဖုရားဆိုဘလို့ဆိုဘောဒီပင်ကိုတတ်ပြီးအစိတ်ရေပါလောင်းတာဗျအမြစ်ပါပြတ်သေးသွားအဲ့လောက်ထိလုံးပြတ်တယ်အဲ့ဒီချိန်မှာဘာဖြစ်သွားလဲဆိုတော့နောက်တစ်နေ့ကျတော့ဘောဒီပင်ကထွန်လုံးလောက်ပြန်ပြီးတော့အပင်ပေါက်ပြီးကြီးနေတယ်တဲ့ ။နောက်အာတော့ကသိတဲ့အခါကျတော့နှုတ်ရည်ပိုင်းနဲ့သွားလောင်ပြီးတော့အဲဒီလိုမျိုးပြန်ပြီးတော့ပြည့်စုံထားတယ်လို့လည်းပြောတယ်။ဆိုတော့ဒီလိုတို့အခုလက်ရှိ body pain ကတော့နှစ်နှစ်ရာဆွန်းဆွန်းဝင်းကျင်မဲ့တက်တန်းရှိနေတဲ့ဟာဖြစ်ပါတယ်။မူလမှာ body pain နဲ့မျိုးစိတ်ဖြစ်ကောင်းဖြစ်မယ်ပေါ့။အဲ့လိုပဲပြောတယ်။တေချာတာတော့မူလမှာ body pain မဟုတ်တော့။ဘာကြောင့်ဒါကိုပြောတာလဲ။ body pain ကလည်းအသက်ခံရမယ် body pain ကလည်းအဖြစ်စည်းခံရမယ်။ဘာဖြစ်လို့လဲ။မင်းသမီးဒေတာတာနာကွယ်ရင်ဖခင်နဲ့ပတ်သက်တဲ့အထိမ်းအမှတ်တွေအကုန်ဖျက်မှာ။အဲ့ဒီဟာကိုမြင်တဲ့အခါကျတော့အာတော့ကမင်းကြီးကဒီမှာ body pain ရဲ့မူလမှာ body pain ရဲ့လက်ရာတော့ဂိုင်းပေါ့။တက်ခိန 打卡吧。 လက်ရတော်ကန်းကိုစေတံမြင်းတီလာလို့ခေါ်တဲ့ကြောက်ပါစေတံမြင်းတီလာဆိုတာကြောက်တစ်မျိုးပါတိမ်ထဲမှာရှင်များတို့တွေ့လိမ့်မယ်ဒါဝင်ရဏပြည်ကိုမြတ်စွာဘုရားရှင်ပြန်ကြွလာတဲ့ဟာသင်္ကန်းရောင်ဒီစေတံမြင်းတီလာအရာလို့ထားဝါကြံ့ညံ့တဲ့ဒီတချို့လည်းနည်းနည်းရေးတယ်ထားတော့အဲစေတံမြင်းတီလာအမှန်တော့စိန်မျိုးစမျိုးနွယ်ဝင်တစ်ခုပါအဲအဲစေတံမြင်းတီလာနဲ့ရေးတယ်တပြည့်တော့ရေးတော့စေတံမြင်းတီလာဆိုစေးရင်နဲ့ဖျန်းတာလားပေါ့တပြည့်တော့အဲ့လိုတွေထင်တယ်အမှားတော့ကြောက်နဲ့ရစ်လိုက်အဋိဒဏ်နဲ့ရစ်လိုက်တဲ့အခါအဲ့ဒီဗောဓိကံကပြတ်ကျသွားပြီးတော့အောက်ကမြေပြင်ကိုမကြမနဲ့ကောင်းကင်ကိုကြွသွားတယ်ခွန်းတဲ့တန်အောင်ဓာရိ တင်ပြတယ်ရောင်ကြီးတော်6သွယ်နဲ့လွတ်ပြီးကွန်မြူတယ်ပေါ့ကောင်းကင်မှာအဲ့လို9ရက်တန်ရအောင်စမ်းပြီးတဲ့အခါကျတော့ပြန်ကြွလာတဲ့အချိန်မှာအခုအတော်ကမင်းကြီးကရွှေဖြင်းအိုးကြီးနဲ့ပူဇော်ပါတယ်ဗျာ ပူဇော်ပြီးတော့နန်းတော်မှာမင်းစည်းစိမ်နဲ့ခုနှစ်တန်ဟာပူဇော်တယ်ဘုရားကိုရှင်မင်းတပါမင်းမြောက်တန်သာ၅ပါးနဲ့တကွမင်းတည်းရဲ့သုံးဆောင်တဲ့စားတော်ဘွဲတွေပါတယ်အကုန်ပြည့်စုံပါဗျာရာသာတနာပလင်ပေါ်မှာခုနှစ်တန်အောင်မင်းစည်းစိမ်နဲ့ပူဇော်တယ်ပူဇော်ပြီးတဲ့အခါကျတော့သမီးတော်ကြွသွားမယ်ဆိုတဲ့အခါအတော်ကမင်းကြီးကဒိဋ္ဌိနာကဘောဓိပင်ကိုကိုယ်တိုင်ရွက်ပြီးတော့ကင်းကမြေထဲမှာလေမင်းရေမြုပ်တဲ့အထိဖောင်တော်ပေါ်မှာပို့ပေးလိုက်တယ်အဲဆိုတော့အဲ့ဒီအကြောင်းကိုကြားတဲ့ဒေဝနာပိယဒိတ်တာကလည်းကြိုတဲ့အခါကျတော့ဒါကြိုတဲ့နေရာဒီနေရာပါဗျာလက်ရှိရှင်နေပါတော့အဲဆိုတော့ဒီကန်သက်ပါဒေဝနာပိယဒိတ်တာကလည်းတက တဲ့လေပင်ရေမြုပ်တဲ့ ठी လာပြီးတော့ကျိုးဆိုတယ်လို့ပြောပါတယ်ဖောင်တော်ကိုဆင့်ဆွဲတာပေါ့နော်ဒက္ခိဏတာခါကိုကြီးညိုလို့ဘုရားရှင်လက်ထက်ကဘိက္ခုနီသာသနာကိုဝင်ခွင့်ရအောင်ပြုခဲ့တာအရှင်အနန္ဒာဒါကြောင့်ဘိက္ခုနီမတွေရဲ့အကြောင်းတိုင်းမှာ ဖယားယုတ်တုရှိဖို့မရှိဖို့ကမသိကြဘူးတော့ရှင်အာနန္ဒရဲ့ယုတ်တုတော်ကိုကိုယ်ဝကြအဲ့တော့ရှင်အာနန္ဒရဲ့ဘုံကြီးပုံစံကြောက်ယုတ်တုကိုတွေးတဲ့ကြောင်းနေရာတွေဆိုရင်ဒါတဲ့ဒုတိယတန်ခါတိုင်းတော့ CDU ကိုဒီရောဘာစီတီလို့ပြောခဲ့အာနန္ဒစီတီလို့ပြောခဲ့အဲ့ဒါဆိုတော့အရှင်အာနန္ဒဘာလို့အဲ့ဒီနေရာဟာဘိက္ခုနီကြောင်းနေအဲ့ဒါအထောက်ထားတွေတွေးလို့ပြောတာအခုလည်းဒီလိုတီဟိုမှာဘုံကြီးကြောင်းတရားဆောင်မယ်ဆိုရင်မဟာစီတီနဲ့ပုံစံတူတစုတည်ရတယ်ဘောဓိပင်တပင်ဆိုင်ရနောက်တကတန်ခမိတ်တာရဲ့ယုတ်တုက ကျောင်းနေမှာရှိကြတယ်။ဒီဟိုကိုအမျိုးသမီးတာနာကိုဥဆောင်ပြီးတဲ့ခဲ့တဲ့အတွက်ဒါသတော့ဒါယဟန်မယဟန်နာမသင်္ကမိတ်တာရဲ့ရုပ်တုတော်သူ့ကိုဘောရွင့်ပိတ်လာလို့လဲယေရှုတင်တယ်။အမျိုးသမီးတာနာကိုလည်းတည်ဆောင်းလာလို့လဲယေရှုတင်တယ်။ဒါကြောင့်ဒီဟိုကဘောရွင့်ကနှစ်2400ကျော်ရှိပြီလို့ယူဆမှာဖြစ်ပါတယ်။ ဒါမဲ့တပြီးတော့ဒီလင်္ကာကိုရောက်ပါတယ်ရောက်တဲ့အခါကျတော့အနည်းငယ်ဖူတဲ့အခါကျတော့ခွားရင်အပွားအပဲ့လေးပဲရှိတယ်တပေပတ်လေလုံးစုံလောက်ပဲရှိတယ်သူကတော့ဒကိနတာကရဲ့အဆက်လို့ဒီဟိုကလည်းယုံကြည်တယ်သမိုင်းမှတ်တမ်းတွေလည်းဒါကိုတော့လက်ခံထားပါတယ်